ဆီကောစီတက်တက်ပြေးဝင်သွားတဲ့ gas ကအနားရောက်တာနဲ့အချိန်မဆိုင်မီဟာနေတဲ့ပါဇက်ကြီးရဲ့ကိုခုံဆင်းသွားတာကြောင့်ဟာဒီကောင်ဆောက်ယူဒါပဲခုတ်တက်တာဆောက်အောင်တော့မရှိဘူးကိုကိုကိုတတ်တည်တယ်လို့ပဲကွအထဲကိုခုံဆင်းသွားရတယ်လို့မနေ့ပြန်ကြရင်ချီးဖြစ်မဲကောင်ညီကိုရေအဲ့ကောင်နေမရှိတော့ဘူးဆိုတော့ငါတို့ခွင့်ရပဲဟိုတင်းမောပေါ်ကကောင်နေစီကိုတွားပြီးစားပွဲတောက်ပွဲပြန်ချင်းပါလိုက်ရအောင်ဆိုပြီး road trip တို့စီကိုအလုံးရင်းနဲ့ချီတက်သွားကြပါရဲ့ gas တို့အရောပါဇက်ထဲကနေတဆင့်စီကော်ရီရဲ့1 byte ထဲထိရောက်သွားပြီးအထဲမှာစီကော်ရဲ့လက်ချက်နဲ့မြူချစားတော့ခံထားရတဲ့တင်းမောပြတင်းမောအောင်နေအများကြီးကိုပါတွေ့လိုက်ရပါတယ်။ byte ထဲရောက်လာပြီဖြစ်လို့ရှီဗီကီကအခုပါဆက်လို့ကြမလဲ gas သူ့အစာရင်ကြီးရဲ့ဒလောက်ကြီးရဓာတ်နဲ့ခုတ်ရင်တော့အဲ့တန်ရလေးကြီးလောက်ကို9ယူစုတလောက်ပဲသူကခံစားရမှာဆိုပြီးမေးလိုက်တော့မင်းမကြောက်လို့ရှီဗီကီလို gas ကပြန်ပြောလိုက်ပါတယ်။အဲ့တော့မှတေချာနားထောင်ကြည့်လိုက်တော့ အမြောက်တန်လိုပောက်ကွဲတန်ဂျေယူကြားလိုက်ရပြီး project တို့အမြောက်တွေပြစ်နေရလားလို့ရှီဝီကီကမေးလိုက်ပါတယ်မဟုတ်ဘူးအဲနှလုံးခုန်တန်ပဲစီကောရဲ့နှလုံးခုန်တန်လို့ gas ကပြောလိုက်ပြီးဒီကောင်ဘလောက်ပဲကြီးကြီးနှလုံးကိုထိခိုက်မိရင်တော့ခံနိုင်မှာမဟုတ်ပါဘူးလို့လူရုပ်မှာပြုံးနေပြုံးရင်ရေရွတ်လိုက်ပါတယ်ဒါပေမဲ့နှလုံးခုန်တန်ပဲ့တင်ထက်နေတာကြောင့်ဘယ်ကလာမှန်းသိချာမသိတော့ရှီဝီကီကိုတီနီယာရှာခိုင်းပြီးရှီဝီကီကလည်းလမ်းညွှန်ပေးလိုက်ပါတယ် ဒါလို့ねအစာရင်နေရံဓာတ်နဲ့ခုတ်ပြဲပြီးနှလုံးစီသွားဖို့အလုပ်မှာအစာရင်နေရံရဲ့အပေါက်တရားနေအစာချီအက်ဆစ်တွေထွက်ကြလာပါတယ်ဒီအက်ဆစ်တွေဟာထိမိသမျှအရာတွေကိုလှိုက်စားပစ်တာကြောင့် gas ကမထိအောင်ရှောင်ရင်းနဲ့နှလုံးစီရောက်အောင်သွားဖို့လုပ်နေချိန်မှာနောက်ပြဿနာတစ်ခုပေါ်လာပါတယ်စီးကောရဲ့ခန္ဓာကိုယ်ထဲမှာနေတဲ့ကပ်ပါကောင်တွေကအစာချီအက်ဆစ်ရဲ့ဓာတ်ကိုသူတို့လည်းကြောက်တာကြောင့်အမြင့်ုံတက်လာပြီး gas တို့ကို လာတိုက်ခိုက်ပြန်ပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရတဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ် ကျွန်တော်ရဲ့ video တွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးတွားကြပါဦးအပြင်မှာဆော့ဆော့အခြေတက်သွားတယ်ဘုံဘီယက်နဲ့ monster တွေက rodrick တို့တင်မောင်းနဲ့တဖြည်းဖြည်းနီးလာပြီးဖြစ်ပြီးပုံမှန်တိုင်းဆိုရင်တော့ဒီလောက်များတဲ့ monster တွေကိုပြန်မတိုက်ခိုက်ဖဲ rodrick တို့ရှောင်ပြေးပြီးလွတ်ဖို့ကြိုးစားမိမှာပါဒါပေမဲ့အခုတော့သူတို့တင်မောင်းကိုအကာအရင် spare နဲ့စောက်ရှောက်ပေးထားတဲ့ funny ရှိနေတာကြောင့် rodrick ကဟာတို့မပြေးဘူးပြန်တိုက်ခိုက်ကြမယ်အမြောက်တွေအားလုံးတင့်ပြင်ထား မွန်စတာကြီးအများကြီးရှိရာကြောင်းအချက်တန်းကိုတီချာထိအောင်ပစ်ကြလို့မိတ်ပေးလိုက်ပြီးအမြောက်တန်းကြီးကြောင့်မွန်စတာကြီးလည်းတော်တော်ထိသွားကြပါရဲ့ဒါပေမဲ့သူတို့ကအင်အားများတာကြောင့်အရှင်ရော့မသွားပဲရော့ချုတ်တူတင်မိုးစီကိုအတင်းတိုးဝင်လာကြပြီမဲ့အကာရင်နဲ့တွေ့တဲ့အခါမှာတော့ရှစ်ဆက်မတိုးနိုင်ကြတော့ပါဘူးဟာဒီကောင်တွေရှစ်ဆက်မတိုးနိုင်တော့တကယ်ကြီးရက်နေရတာပဲအကာရင်အစွမ်းထက်တာပဲမမလေးဖာနီစ်ကငါတို့တင်မိုးရဲ့ကာဝယ်သူနဲ့သမီးတပါပဲလို့ဝိုင်းကြွေးကြရင်းနဲ့အနီးကပ်ကြီးရက်နေတဲ့မွန်စတာတွေကို အမြောက်ကြီးရင်နဲ့ကပ်ပြီးတဲထူးကြပါရယ်အဖြက်အပြင်းနဲ့အမြောက်တွေကိုမှအနီးကပ်ကြီးထုခံရတာဖြစ်တဲ့အတွက်မွန်စတာတွေခံနိုင်ရင်မရှိတော့ဘဲနဲ့အသားစာတွေစုပ်ပြက်ပဲ့ထွက်ကုန်ပြီးအလဲလဲကွဲကွဲဖြစ်ကုန်ကြပါရယ်သူ့ကောင်တွေဖင်ချခံနေရတော့ဘွန်ဘီယက်ကစောက်သုံးကြတဲ့ကောင်တွေဆိုပြီးမွန်စတာတွေဘောကနေကြော်ရင် Ghost Ship ကြီးနဲ့ Rodrick တို့သင်းမောပုံတက်လာပါရယ် Ghost Ship ကကြာ physical item ရုပ်ဝတ္ထုပစ္စည်းဖြစ်တာကြောင့် အကာအကွယ်တွေကိုဝင်လို့ရတာဖြစ်ပေမဲ့စက်ဝိုင်းတွေဝင်လာတဲ့ Monster တွေရဲ့စွမ်းခန့်နိုင်ကြီးတွေကတဝက်တီတီထိရော့ကျသွားပါတယ်။ Ghost ဘောကနေဘုံဘီယက်နဲ့သူ့တပည့်ကြီးဆင်းလာပြီးခုတ်မယ်တတ်မယ်။ငါတို့လို Monster ညီကိုတွေဖြစ်ပြောင်းပြစ်မယ်။စသဖြင့်လေတကယ်ကဲအာချောင်တွေတုံးမှာ Ishidoro ကပင်လေတမရတကောင်ဘုံစားခိုင်းလိုက်ပြီးစောက်ဘောတွေရေပွဲလာကင်းမွန်လာခနန်းလာမဆိုင်နိုင်ရှောက်မပြောနဲ့။မင်းတို့လို့စောက်ဘောတွေဖြစ်ငါတို့ကဘယ်တော့မှပြောင်းမှာမဟုတ်ဘူးကွာလို့អော်ရင်းနဲ့ အားလုံးကလည်းတိုက်ခိုက်ဖို့အတွက်အသင့်ဖြစ်နေကြပါပြီ။ဘုံဘီယက်နဲ့အီရှီတိုတို့တွေအပြန်အလှန်အော်ရင်နဲ့တစ်ဖက်နဲ့တစ်ဖက်ချကြပါပြီ။ gas ကပါရာဆိုက်တွေအပေါ်တက်မလာနိုင်အောင်ခုတ်ချပစ်နေပြီးအရမ်းများတာကြောင့်ဘလောက်ခုတ်ကိုရော့မသွားတာကြောင့်နည်းနည်းတိုင်ပတ်နေပါရယ်။နှလုံးရှိတဲ့အပေါ်မျက်နှာပြင်ကနည်းနည်းအလှမ်းဝေးနေသေးတာကြောင့်ဘယ်လိုလုပ်ရမလဲဆိုပြီးတွေးနေတော့မှ gas တို့ရက်နေတဲ့ရွက်တိုင်ကပါရာဆိုက်ကောင်တွေရဲ့ဝေးကြောင့်လဲကျသွားပြီး gas လည်းရှိရှိဝေးဝေးဆက်မတွေးနေတော့ပဲ။ ဖြစ်ချင်ရဖြစ်ဆိုပြီးအစာရင်ရဲ့အပေါ်နေအောင်ဓာတ်နဲ့ခုံခုတ်လိုက်တာမိသွားပါရဲ့ခုတ်ပြဲလိုက်တဲ့ဓာတ်ကြီးဟာစိုက်ဝင်နေပြီးအစာရင်မျက်နှာပြင်မှာတန်လန်းရင်ဖြစ်နေတဲ့ gas ကဓာတ်ကိုဆွဲနှုတ်လိုက်တော့ခုတ်ရာကြီးပွင့်လာပြီးထင်ထားသလိုပြုတ်ကျမသွားပဲ gas နဲ့ရှီဘီကီကိုအပေါ်ကိုတွင်းတင်ခံလိုက်ရပါရဲ့ဘာဖြစ်သွားတာလဲဆိုပြီးရှီဘီကီကနားမလည်နိုင်မဲမေးတော့အစာရှိ acid တွေကအစာရင်ထဲမှာရှိတဲ့ gas တွေကို PR တွေများလာအောင် pressurize လုပ်ပေးနိုင်တယ်အဲ့တော့ pressure များနေတဲ့တန်းငွေတွေကထွက်ပေါက်မရှိပဲစုမိနေပြီး စောစောကဓာတ်ခုတ်ရပေါ်လာတဲ့ချိန်မှာတော့စုပြုံထိုးထွက်လာကြတာကြောင့်ငါတို့ကတွင်းတင်တယ်လို့ဖြစ်သွားတာလို့ gas ကရှင်းပြလိုက်ပါတယ်။ရှီဝီကီကတော့ရင်နေပန်းနေတုံနေပြီးနောက်ခါသတိလက်လွတ်မလုပ်ဖို့ပဲတန်တန်မာနေပါတယ်။အစာရင်ထဲကထွက်လာပြီးနှလုံးစီကိုသွားရလမ်းကြောင်းမှာလေပင့်ဦးလိုလိုပါလိုလိုမွန်းစတာကောင်တွေကိုတွေ့ရတာကြောင့် gas တယောက်ဒီကောင်တွေကိုရှင်းပြီးလူချင်းတဲ့နေရာစီရောက်ဖို့အတွက်ကြုံရအောင်မှာပါ။ ဒါနဲ့ကျွန်တော်ရောက်ပါတော့တခုမေးစရာရှိပါတယ်ကျွန်တော်ဘာစာကို enemy တွေရော manga တွေထိပါ recap နေပြီးအတော်လေးသဘောကျတာကြောင့်ဘာစာကနေပတ်သက်တဲ့အမတ်ရဲ့ပစ္စည်းတခုခုဝယ်ဖို့အတွက်ဆုံးဖြတ်ထားပါတယ်အခုလောလောဆယ်တော့ဘာစာကလို့ပြောလိုက်တာနဲ့လူတွေတွဲမြင်ကြတဲ့ brand of scarify ပါတဲ့ဒီလယ်ဆွဲလေးကိုတော်တော်သဘောကျနေပါတယ်ဒါကြောင့်လည်းဝယ်ဖို့တွေးထားပါတယ်အဲ့ဒါရောက်ပါလို့လည်းဘာစာကနေပတ်သက်တဲ့ item တခုခုဝယ်ခြင်းနေဆိုရင်ကျွန်တော်ဝယ်တဲ့အခါမှာတခါတည်းတူတူဝယ်လို့ရအောင်လို့လာသိပေးတာပါစိတ်ဝင်စားရဆိုရင်ပင်ကွန်းမှာချထားတဲ့ Telegram channel ကနေသေးသေးလာကြည့်ရှုနိုင်ပါတယ် ဘုံဘီယက်တို့ကလည်းမွန်းစတာတွေဖြစ်တာကြောင့်လူသားတွေကိုအသာလေးနိုင်ရမယ်ထင်ထားကြပြီးမြင့်တကယ်တကယ်တိုက်ခိုက်ကြတဲ့အခါမှာတော့စပီကိုရဲ့လေဝေယုံလေဓာတ်တွေပြီးတော့စစ်တီတော်တွေရဲ့အကြမ်းခံတိုက်ခိုက်နိုင်စွမ်းနေနဲ့ဖာနီစီရဲ့စူးမွေတွေကြောင့်အတော်လေးခက်တွေ့နေပါတယ်ကျွန်တော်တို့ကောင်အီရှိတိုတို့ကလည်းဘုံဘီယက်ကိုစောက်စကားများကိုမပေးတော့ပဲဓမြောင်နယ်လက်နဲ့အမှန်ကန်လိုက်တီးနေပါတယ်အီရှိတိုတို့ကအမြင့်မွန်းစတာတွေနဲ့ချနေရတဲ့ကောင်မှုလို့တိုက်ခိုက်ရတဲ့တိုးတက်လာနေပြီးဘုံဘီယက်မင်းဲခုခံနေရပါတယ် ဒီမီလူလီရဲ့တော်တော်တူးတက်လာတာပဲဟာဆိုပြီးရေရွမိရဲ့အထိပါပဲအီရှိတိုရိုကဘုံပီးရရဲ့ခေါင်းချင်းနှောင်းတစ်ခုနဲ့ဆွတ်ပြီးဓာတ်နဲ့ထိုးအဆုံးတတ်နိုင်လူနီပါအထိဖြစ်သွားပါတယ်အခြေအနေမှန်တော့ရာကြောင်ဘုံပီးရကသူ့ရဲ့ဂျိုင်းတောက်ကြီးရဲ့မှာထည့်ထားတဲ့မြားနဲ့ပြစ်ဖို့ချိန်လိုက်ပေမဲ့သူ့ထည့်အရင်ဥအောင်လက်နက်ပုံးတစ်ခုနဲ့ပြစ်ခံလိုက်ရပြီးမြားကလည်းအီရှိတိုရိုမမှန်မင်းနဲ့လွဲသွားပါတယ်လက်နက်ပုံးပြစ်လိုက်တဲ့သူကအစ်မဖြစ်ပြီးဘုံပီးရရဲ့နှစ်ဖူးတက်တဲ့ကိုပြစ်ချလိုက်တာပါ Monster ရဲ့ရင်းနှိမ့်နေတာကြောင့်နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ဘုံဘီရဲ့တို့က Monster ကြီးရဲ့ခန္ဓာကိုယ်နဲ့ပေါင်ပြီးတိုက်ခိုက်ဖို့လုပ်နေတော့မှာ Isma အနားမှာရှိတဲ့ Blaine နဲ့ Monster ရဲ့ဗဇက်တွေကိုပြစ်ပေါက်ထည့်နေပါတယ်။ Ishido ကဘာကြီးလဲဆိုပြီး Isma ကိုမေးတော့ Isma သူလည်းမသိကြောင်းအမြောက်တီနာတွေ့လို့ကောက်ပစ်လိုက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီတော့မှာရန်ဘူးတွေမှ Ishido ကိုသဘောပေါက်သွားပြီးသူ့ဘုံဆိုင်ကိုမင်းကြီး Monster ရဲ့ဗဇက်တွေကိုပြစ်ထည့်ပေးလိုက်တာ။ ဘုံနဲ့ရန်ဘူးတွေနဲ့တွေ့ပောက်ကွဲကုန်ပြီးတော့ဘုံဗီယက်တို့တစ်ဖွဲ့လုံးမီးလောင်ကုန်ပါတယ်အခြေအနေမှန်တော့ရောအကြောင်းမွန်စတာရဲ့အားလုံးတက်ဆုပ်ကုန်ရပြီးအီရှိဒိုရိုလည်းနိုင်ရတော့ပါတယ်ဖာနီစကိုရောတင်မို့ကာဝေးပေးရတဲ့ကျေးဇူးတွေတင်နေပြီး ဝိုင်းချီချူကုန်ပြုတ်ပေးနေကြပါတယ်ဆာပီကိုကတော့ဂတ်စ်နဲ့ရှီဝီကီတို့သာအဆင်ပြေပြေလုံနိုင် ကိစ္စရဲ့အားလုံးပြီးပြီလို့တွေးရင်းနဲ့ဂတ်စ်တို့အတွက်နည်းနည်းစိတ်ပူနေမိပါတယ် gas ကတွေ့သမျှ monster တွေကိုခုတ်ရင်းဖြတ်ရင်းနဲ့အတန်ကြာရနောက်ကိုလိုက်ပြီးစီးကောရဲ့နှလုံးကိုရှာတွေ့သွားပါတယ်။နှလုံးခုန်တန်ကတင်းမောအပြစ်တဲ့အမြောက်တန်တွေထက်တောင်ပိုကျဲလောင်နေပြီးဒီနားမှာကြာကြာနေရမ်းကျဲပြီးဖိအားများလွန်းတဲ့တန်တွေကြောင့်နှလုံးခုန်တန်ကိုကြားနေရုံနဲ့တေသွားနိုင်တဲ့အထိပါပဲ။ gas ကအချိန်မဆွဲပဲခုတ်ပစ်ဖို့အတွက်ရှေ့တိုးပေမဲ့ထင်ထားသလိုမလွယ်ကူနေပဲနဲ့လေတူးကဖိအားရမ်းများလာပြီးခန္ဓာကိုယ်ကြီးလေးလန့်လာပါတယ်။ ရေအောက်အနေကြီးရဲ့မှာမတက်ရက်ပြီးရေဖိအားအောက်မှာလမ်းလျှောက်နေရတယ်လို့မျိုးပါရုတ်တရက်နှလုံးခုန်တန်ပူအားကောင်းလာပြီး gas ပါနောက်ကိုလွန့်လဲကျသွားပါတယ်တစ်ချိန်တည်းမှာပဲတင်မောပေါ်မှာ isma ကလည်းလဲကျသွားပြီးအရန်ဆူရွားတဲ့ခံစားချက်ကြီးတစ်ခုကိုခံစားလိုက်ရကြောင်းချက်သီးထပြီးတော်တော်ကြောက်ဖို့ကောင်းကြောင်းအီရှီတိုကိုပြန်ပြောပြနေပါတယ်မွန်းလိုက်ချိုင်းရလေတင်မောရွက်ကျိုးတွေပေါ်တက်ရင်စီကောရှိရကျွန်းပက်ချမ်းကိုလက်ညှိုးထိုးပြလိုက်ပါတယ် စီကော်ရဲ့နှလုံးကနေလေမျက်လုံးတွေပွင့်လာပြီးလက်တံကြီးထွက်လာပါတယ်မွန်းလိုက်ချိုင်လက်ညှိုးထိုးပြတဲ့ဘက်မှာတော့ကျွမ်းရံပြူကျနေပြီးအီယာမခန္ဓာကိုယ်နဲ့စီကော်ကြီးလည်းထွက်လာပါတယ်နှလုံးတွေးလို့တိုက်ခိုက်ဖို့ကြံနေတဲ့ gas တို့လေပြဿနာသစ်တွေပေါ်လာပြီးငားလိုလိုမွေလိုလိုကောင်းနေနဲ့ခြာရဖို့ဖြစ်လာပါပြီ